ကိုဝင်ဆောင်ချိန်မှာမိမေရောဘေဘီလေးပါကျန်းမာစေဖို့ဆိုရင် အာဟာရတွေကိုအချိုးအစားမှန်ကန်မျှတစွာစားသုံးမိဖို့လိုအပ်ပါရဲ့နော်ဒီလိုဆိုတာနဲ့ပဲဘာတွေကိုများထူးထူးခြားခြားစားသုံးရအောင်လဲမသိဘူးလို့မတွေးလိုက်ပါနဲ့ ပုံမှန်စားသုံးမှုမှာပဲအာဟာရပြည့်အောင်စားသုံးလို့ရပါတယ်။ကိုဝင်စားချိန်မှာမိမိက အာဟာရပြည့်ဝပြီးတော့မှန်မှန်ကန်ကန်စားသုံးတာကကျန်းမာရေးဘေဘီလေးကိုမွေးဖွားစေဖို့အတွက်အများကြီးထောက်ကူပေးနိုင်ပါတယ်။ဒီတော့ကျန်းမာရေးကလေးလေးမွေးဖွားစေနိုင်ဖို့အတွက်မိမိတို့တွေအနေနဲ့ဘာတွေစားပေးရမလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာကြည့်လိုက်ပါနော်။ဒီလိုလေးမစားခင်မှာ channel ကို subscribe လုပ်ပါသေးရင် subscribe လုပ်ပြီးတော့ဗီနာနိုဒီလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်ရှင်။ ကျမ်းမာတဲ့ဘေဘီလေးမျိုးဖွားစီဖို့ပထမဆုံးစားပေးရမှာတော့တက်တီးပဲဖြစ်ပါတယ်။ တည်တည်တွေကဗီတာမင်နဲ့သတ္တုဓာတ်တွေကျော်ဝပြီးတော့မိမိကိုကိုယ်ခါကောင်းစေတယ်လို့ဗီရီလေးကိုလည်းအကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေမှာပါတည်တည်တွေကကိုယ်ခါကောင်းစေတဲ့ဗီတာမင် C ကျော်ဝတဲ့အစားအစာတွေပဲဖြစ်ပါတယ်အမြင်နဲ့လည်းကျော်ဝတာကြောင့်ဝမ်းမှန်စေပြီးတော့ကိုယ်ဝင်စားစေမှာဝမ်းချုပ်တာလေကောင်းဖြစ်တာတွေကိုတတစီနိုင်ပါတယ်ရှင်နောက်တစ်မျိုးကတော့ဟင်းသီးဟင်းရွက်တွေပဲဖြစ်ပါတယ်ဟင်းသီးဟင်းရွက်တွေမှာဖိုလိပ်ပါဝင်နေတာကြောင့်မိမိရောဗီရီလေးကိုပါကျန်းမာစေဖို့အတွက်အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ် အမြင့်တက်ကြွားမှုကအစာချေစနစ်ကိုကောင်းစေပြီးတော့အစာမကြေတာရှင်ပူတာနဲ့ဝမ်းချုပ်တာလိတ်ကောင်းဖြစ်စေတာတွေကိုပါကာကွယ်ပေးပါတယ်။နောက်တစ်မျိုးကတော့ကာဘိုဟိုက်ဒရိတ်ပါနော်။ထမင်း၊ပါမုတ်၊ကိတ်မုတ်စတဲ့ကာဘိုဟိုက်ဒရိတ်ပါဝင်တဲ့အစာအစာတွေကိုစားပေးပါ အာလူးခောက်ဆွဲကစုံဆော့ရတွေကိုလည်းစားပြလို့ရပါတယ်နော်ကာဘိုဟိုက်ဒရိတ်ပါဝင်တဲ့အစားအစာတွေကိုကိုယ်ဆောင်မိမိတွေစားလိုက်မယ်ဆိုရင်အင်အားပြည့်ဝစေပြီးတော့ဘေဘီလေးကိုလည်းအကောင်းဆုံးကြီးထွားဖော်ပြစီမှာပဲဖြစ်ပါတယ်ပြည့်ရင်ထားတဲ့အစားအစာတွေကိုတော့တဏ္ဍန်တလောက်မစားဘူးပြောပြရစီရှင်ဥပမာပြောရရင်အသစ်အစားခောက်ဆွဲပြုတ်တူပီဇာတို့ပေါ့နော်နောက်တစ်မျိုးကတော့ပရိုတင်းပဲဖြစ်ပါတယ်ကိုယ်ဆောင်ချိန်မှာပရိုတင်းကတော်တော်လေးအရေးကြီးပါတယ်နေ့စဉ်ပရိုတင်းပါဝင်အောင်လည်းစားသုံးဖို့လိုအပ်ပါတယ်ဒါမှမိမိလည်းကိုယ်ခါကောင်းပြီးတော့ဘေဘီလေးလည်းအကောင်း ဆုံးကြည့်ထားဖွံ့ဖြိုးနိုင်မှာပါ။ဒါကြောင့်ကိုယ်ဝန်ဆောင်ချီမှာဆိုရင်ပရိုတင်းပြည့်ဝစေဖို့အတွက်အရေးကုန်မပါတဲ့ချက်သာဥအမျိုးမျိုးအစီမပါတဲ့အနီရအသာပဲအမျိုးမျိုးနဲ့အခွန်မှန်သည့်စားတာတွေကို စားပေးတင်ပါရဲ့ရှင်။ ။နောက်တစ်မျိုးကတော့ note ပစ္စည်းပါနော်။ကိုယ်ရင်ဆောင်ချိန်မှာ Bailia Baby လေးအယိုးနဲ့သွားတဲ့အကောင်းဆုံးဖွံ့ဖြိုးစေဖို့အတွက် calcium မဖြစ်မနေလိုအပ်ပါတယ်။ဒါကြောင့် calcium ပြည့်ဝစေဖို့ဆိုရင် no note ပစ္စည်းဒိန်ချင်နဲ့ခြီစားတာတွေကိုစားပေးတင်ပါတယ်ရှင်။နောက်ဆုံးတစ်မျိုးကတော့ကျန်းမာရေးနေရင်ညွတ်တဲ့အစီအဝေးဖြစ်ပါတယ်နော်။ အစီရီအများကြီးစားတာကကျန်းမာရေးအတွက်မကောင်းဘူးဆိုပေမဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီရီကိုတော့ထိုက်တိတလောက်စားပြီးဖို့လိုအပ်ပါတယ်။ကိုယ်ဝန်ဆောင်စီမှာဆိုရင်ပိုလို့တော့လိုအပ်ပါရဲ့နော်။ဒါကြောင့်ကျန်းမာရေးဘေဘီလင်မွေးဖွားစီဖို့ဆိုရင်ကိုယ်ဝန်ဆောင်စီမှာပြေဝစီရီပါဝင်နေတဲ့အသားအစီရီ၊ထောဘတ်၊ခရင်နဲ့ကွတ်ကီစားတွေကိုတော့မစားသင့်ပါဘူးနော်။ကျမရင်းနေညို့တဲ့အစီရပါတဲ့ပင်လယ်ကအခုံမာသည်အစိအစံနေကြစီနဲ့တန်လင်းစီစားတွေကိုတော့စားသုံးပေးတင်ပါတယ်။ဒါတွေအပြင်လိုအ မယ်ဆိုရင်ဆရာဝန်တဲ့စချာတိုင်ပင်ပြီးတော့အားစေးတော့တာဖြစ်စွာစာစာမျိုးတွေကိုလည်းလုတ်ပေးလို့ရပါရဲ့ရှင်။ဗီဒီယိုလေးကိုဆုံးလေးကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။နောက် video တွေမှာပြန်တွေ့ကြပါဘောနော်။